။ episode 3ရဲ့အစမှာတော့လွန်ခဲ့တဲ့15နှစ်ကကိုချင်းဟာအချိန်ကန်ထဲမှာလူတယောက်ကိုနာကြီးစွာအဟဲပြီးငိုကြွေးနေခဲ့ပါတယ်။အချိန်ကန်ထဲရသူကကိုချင်းရဲ့သားလေးကိုတတ်ခဲ့ပြီးကိုချင်းကတော့သားစောနဲ့ဘဝုံလဲနေပြီးဆဆရရရကိုဦးထိပ်ပြောင်သွားပဲနားမနေပြီးခုညီပေးခဲ့ပါတယ်။အရှိချိန်မှာတော့ခံကျော်ကကိုချင်းအကြောင်းကိုဦးထိပ်ပြောင်မေးနေပြီးဦးထိပ်ပြောင်ကတော့သိချင်းကိုဘသာစုံစမ်းဖို့ပြောပြီးထပြန်သွားခဲ့ပါတယ်။ကိုချင်းကတော့ဆန်းဟုံးကကိုဖြစ်သူရဲ့မတရားတည်ဆုံမှုကြောင့်ဒီလိုလုပ်နေမှန်းသိကဆန်းဟုံးနဲ့စကားပြောခဲ့ပါတယ်။ဆန်းဟုံးရဲ့အမေကိုလည်းကိုချင်းကသွားတွေ့ခဲ့ပြီးအမေဖြစ်သူကဘာမှမသိသေးဘူးလို့ပြောကအခုချိန်မှာဆန်းဟုံးခံနေတာသူပဲရှိတယ်လို့ကိုချင်းကပြောလိုက်ပါတယ်။ဆန်းဟုံးကိုကိုချင်းကလက်ခံလိုက်တာကြောင့်ဆန်းဟုံး င်းရဲ့ညီနိုင်သမားဖြစ်ကြောင်းဘိုးအီးချန်ကိုပြပြလိုက်ပြီးအရင်ဆုံးဘိုးအီးချန်ကအထက်ကမျိုးတော်ဝင်ချင်းတွေကိုမေးတော့ကိုရှင်းက၎င်းလုံးဘိုက်ဆန်နေကြတယ်လို့ပြောကစေုံတရုံလုံးကပုံစင်ထားပြီးသမိုးကိုလည်းဆောင်းကပဲခိုင်ထားအကြောင်းအထူးတပ်ဖွဲ့တွေကိုအယံမတက်ခိုင်းမှုပြောလိုက်ပြီးအရင်ဆုံးအမဲဆိုးပြုတ်သုံးဖွဲ့ယူလာခိုင်းခဲ့ပါတယ်ဘိုးအီးချန်လည်းအမဲဆိုးပြုတ်ကိုပလက်စင်းနဲ့ထုတ်လာအကြောင်းညီမရဲ့ကိုရှင်းကအမဲဆိုးပြုတ်ကိုမြေအုံနဲ့လာဖို့ကိုပြောလိုက်ပါတယ်ဒေရုံနဲ့မြေအုံနဲ့ထည့်ထားတဲ့အမဲဆိုးပြုတ်ယူလာခဲ့တော့ဘယ်ကလေးကငတ်နေမှမသိရကိုရှင်းနဲ့မျိုးတော်ဝင်ကောင်းပေါအောင်စားနေကြပါမယ်ဆောင်းကတော့အမဲဆိုးပြုတ်ကိုထိတော်မထိခဲ့ပါဘူးကိုရှင်းလည်းထမင်းမစားတဲ့ဆောင်းကိုမသိရင်သူ့ကိုပဲစားကန်ထင်နေအောင်ပဲလို့ပြောကအမဲဆိုးပြုတ်နဲ့ထမင်းမနဲ့ကျွေးလိုက်ရ ပါတယ်။ကိုချင်းနဲ့သူ့အဖွဲ့သားတွေကိုလူလစ်တောင်ဖုံးနဲ့စာပို့လိုက်ပါတယ်။ကိုချင်းတီကိုမလာခင်ဆန်ဝဲအမေနဲ့တွေ့ခဲ့ရပြီးအမေဖြစ်သူကတော့ဆန်အောင်တို့ညီကိုညောင်လုံးသိချစ်ပေါ်ရပြီးကိုကအစိုးကင်စာနဲ့ဆုံသွားမယ်မှာသိရှိခဲ့ရပါတယ်။ကိုချင်းကဆန်အောင်လို့ချင်တာပါလဲလို့မေးလိုက်တော့ဟိုကအဖက်မလို့ပဲနေခဲ့ပါတယ်။မြို့တော်ဝင်ဘာမှမလုပ်ထားလို့လဲလို့မေးတော့မြို့တော်ဝင်ကဘာမှမလုပ်ထားကြောင်းနဲ့သူ့မှာအပြစ်မရှိဘူးလို့ပြောတော့ဆန်အောင်ကဒေါသထွက်ပြီးသူ့ကိုကဘေးရောကမှရှိတဲ့ဓမြောစာစိတ်ယုံကနေထွက်လာတဲ့သူပြစ်ပစီရဲ့ကြောင့်စိတ်တော့ဖြစ်ပြီးတည်ဆုံးခဲ့ရကြောင်းပြောကနောက်တဲ့နေ့နာသူရဲ့လက်ရှိပြီးဒါဟုတ်တောင်းဝင်မြို့ရဲ့မြို့တော်ဝင်ကိုပြစ်တင်နေခဲ့ပါတယ်။ဆန်အောင်လည်းသူဖြစ်စေချင်တဲ့တောင်းဆိုကြတဲ့ကိုကိုရှင်းကိုပြောပြလိုက်ပြီးကိုရှင်းကဝေးကြံကို ြပြလိုက်ပါတယ်ပထမတစ်ခုကတော့မြေဩဇာကုမ္ပဏီနဲ့ဆူရကအမှန်တရားဝန်ခံပြီးမျက်နှာသူတွေကိုနာကျင်ပေးရမှာဖြစ်ပြီးဒုတိယတစ်ခုကကျန်ရင်းသူမိသားစုကိုစိတ်ဒုက္ခပေးတဲ့သက်ဆိုင်ရာကိုပြည်ထောင်တာပြစ်ပေးခိုင်းတာနောက်တစ်ခုကတော့ဒီကျောင်းရအားလုံးကိုမီယာကနေတဆင်သူသိရှိကြတီးပေးရမယ်လို့တောင်းဆိုလိုက်တာဒီတောင်းဆိုချက်တွေကိုမလိုက်လျောပေးရင်တိုင်းလွင့်ပြီးမြို့တော်ဝင်ကိုဘုံခွဲပြမယ်လို့ချင်းကြောက်လိုက်ပါတယ်ဘိုးကြီးကျန်လည်းတောင်းဆိုချက်တွေကိုလက်ခံလိုက်ပါတယ်ရောဇာလုံငန်းဘက်ကလည်းသူတို့ကပြစ်ကင်းကြောင်းပြောနေခဲ့ပြီးဘိုးကြီးကျန်ကတည်ဆုံးသူတွေကိုနင်နာကြီးပေးလာလို့မေးတော့လုံငန်းဘက်ကလည်းပေးခဲ့တယ်လို့ပြောပြောခဲ့ပါတယ်စာအုပ်ရဲ့အကူတည်ဆုံးမှုအတွက်နင်နာကြီးဘာလို့မှပေးခဲ့ရလဲမေးတော့စက်ရုံနဲ့1ကီလိုမီတာဝေးရရက်ကွက်ကမလို့ပေးတာလို့ပြော လိုက်ပြီးကင်စာပြတဲ့လူသားကိုကြော်ကြီးလိုက်ပေးနေရမှာလားလို့လုပ်ငန်းရှိနေကောင်းကိုပြောလိုက်ပါတယ်နောက်ထပ်နင်းနာတည်ဆုံးခဲ့ရတဲ့ကင်စာတဲ့အဖိုးသုံးယောက်ကိုပေးခဲ့လာလို့မေးတော့သူတို့ကတကြီးယောက်ကနေတည်ဆုံးသွားတာလို့ပြန်ထုတ်ခဲ့ပါတယ်ကြံကြော်လဲဌာနမှုကင်နဲ့တွေ့နေပြီးလုပ်ငန်းဘက်ကတည်သွားတဲ့လူဝကြီး၃ယောက်ကိုအလောင်းခွဲဆုံးမှုမပြုဘဲတခါလဲမိတချိုခဲ့တယ်လို့ပြောပြီးတည်ဆုံးသူရဲ့မိသားစုဝင်တွေကိုလည်းလက်ထိုးခဲ့ကြောင်းကြံကြော်ကသိရှိသွားခဲ့ပါတယ်အလောင်းခွဲဆိုင်လို့စိတ်တောင်းတွင်းရင်လုပ်ငန်းစုကတရားစွဲခံရနိုင်မယ်တိကလုပ်ငန်းဘက်ကရင်ကုန်နှုတ်ပိတ်နေတာဖြစ်ပါတယ်လုံလတ်ဆန်ကကိုဖြစ်သူရဲ့အလောင်းခွဲဆိုင်ခံခဲ့ပြီးတည်ဆုံးရတဲ့ကြောင်းရင်းကိုတော့မပြောဘဲတောင်းရင်ယူမှုမရှိတဲ့လုပ်ငန်းနဲ့အစိုးရကိုတယောက်တည်းတိုက်ခိုက်နေမဲ့ခံကြော်ကသိရှိသွားခဲ့ ဲပါတယ်။ဆောင်းလက်ကိုရှင်းကိုသူ့နာကြီးချက်တွေကိုပြောပြနေခဲ့ပြီးလက်ထိုးရဲ့လုပ်ငန်းနဲ့လုံးမလုံးတဲ့အစိုးရရဲ့မကောင်းကြောင်းဟောက်တယ်ချနေခဲ့ပါတယ်။ခန်ချောလက်ကိုရှင်းပေးလိုက်တဲ့ဆာရဲကိုမီနာကိုပေးလိုက်ပြီးမီနာကလည်းတစင်ဘာပိုင်ရှင်အာဂျီမားစီကိုလမ်းပို့လိုက်ကကိုရှင်းကပို့ခိုင်းတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဆောင်းကလည်းသူ့တက်ထရေပြန်လာတဲ့အချိန်အကိုဖြစ်သူကထမင်းခွနရမစားသလိုပိန်နေပြီးအာဂျီမူတန်ကိုပြင်းထန်ကစားနေရကနောက်ဆုံးမှတော့တည်ဆုံးသွားခဲ့ပါတယ်။ဆောင်းလက်အကျန်းဖတ်နေမဟုတ်ပဲနူနီနဲ့ဆန်နာကြီးပြောခဲ့ပေမဲ့ရိုးတော်ဝင်ကလူတယောက်တည်းရအောင်ဖမ်းမလို့ခဲ့လို့ဒီလိုပြန်ပြီးဆွဲပြီးခွဲမိတ်လေးလောင်သုံးခဲ့ရဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ကိုရှင်းကလည်းမေဖြစ်သူကိုစိတ်ပူလာလို့မေးပြီးမေဖြစ်သူရှိမှလည်းတားနေအောင်လို့တည်ဆုံးသွားခဲ့ရ င်ကိုကိုအပြစ်တင်ဆိုင်နဲ့တသက်လုံးနောင်တရဖွဲ့ရှင်သသွားမှာလို့ပြောလိုက်ကစောင်းကလည်းသူ့လက်ရက်တွေကမလာမင်းတီကစတဲ့ငွေကြေးနေပါတော့တယ်ခံကြောနဲ့ထားလာမှုခင်တို့ကတော့ပြင်မှာလုပ်ငန်းမတမမှုတွေကိုကြိုးစားချက်ဝင်နေခဲ့ပါတယ်ဘိုးကြီးကျန်တဲ့ကိုရှင်တို့ကလည်းနောက်ကျိထန်းကြီးနိုင်နေကြပြီလုပ်ငန်းဘက်ကစောင်းကိုနင်းနာကြည့်ပေးမယ်လို့ပြောခဲ့ပေမဲ့စောင်းကတော့အဆက်မလို့ခြင်းပဲဥပဒေအရဖြစ်ရှင်းတာပဲလိုချင်တယ်လို့ကိုရှင်ကပြောပြလိုက်ပါတယ်ကိုရှင်ကလည်းစောင်းရဲ့တောင်းဆိုချက်သုံးခုကိုမလိုက်လျော့ပေးလို့မကြခင်လိုင်းလင်းတော့မှလို့ပြောလိုက်ပါတယ်ထားလာမှုခင်နဲ့ခံကြောတို့ကတော့လိုအပ်တဲ့စာရဲစာတမ်းအမှုတက်တဲ့တွေကိုပြီးတော့လောက်နိုင်ခဲ့ပြီးအလုပ်ပြီးတော့စကားသမီးပြောနေကြပါတယ်ထားလာမှုခင်ကခံကြောကိုရှင်အကြောင်းပြောပြခဲ့ပြီးအရင်ကကိုရ င်းကရွက်ကြော်ရကြော်စော်တီထိသွားပြီးနိုင်ငံရေးမှာဝန်ဆက်ဘက်ကငင်းချောင်းလှုပ်ဆောင်နိုင်ခဲ့ပါတယ်ပြီးတော့အမေရိကန်ရဲ့အရေးတွေမှာလည်းဝန်ဆက်ဘက်နိုင်တဲ့အထိကြော်ကြားခဲ့ကြောင်းပြောပြီးတရင်းချင်းကစက်သွယ်ရန်ကောင်းတယ်လို့ပြောလိုက်တာကြောင့်ခံကျော်တယောက်ဇာဟောင်းသားဖြစ်နေခဲ့ပါတယ်ခံကျော်ကလည်းစိုးရရဲ့ကျွမ်းကျင်တဲ့စိတ်ဆက်ညီနိုင်သူကဘာလို့ကြော်ကြော်ဆိုင်ဖွင့်ထားရလဲလို့မေးတော့ဌာနမှုခင်ကမဖြေဘဲနဲ့လှုပ်ဆက်ရှိတယ်လို့ပြောကထွက်သွားလိုက်ပါတယ်ကိုလာရှိတွေကတော့စီဝဲထိုင်နေကြကကိုတော်ဝင်စည်းမဲ့ပါညာလုံးနေလို့ဘိုးကြီးခင်ကကိုရှင်းကိုယုံကြည်ဖို့ပြောလိုက်ပြီးဆက်လက်မှာမလုပ်ဖို့ပြောလိုက်ပါတယ်ဒီလိုလုံးမှာတစားကန်ရောတစားကန်ရောဖန်ထားတဲ့လူတွေပါရှင်လျက်မိနိုင်မယ်လို့ပြောပြလိုက်ပါတယ်ကိုလာရှိလည်း line မလိုက်ခင်အင်တာနက်တွေကလို့ဖြစ်တော့နိုင်လက်ကစီဝ ဝေကန်နဲ့ဇီဝေထိုင်လုံခံရောရောက်လာကကိုရှင်လက်ထောက်လို့ဝိမိတ်ဆက်လိုက်ပါတယ်ကိုရှင်နဲ့ဆန်တို့ကတော့ရန်ဖြစ်နေကြပြီမြို့တော်ဝင်ကကြားတဲ့ကနေဧစာဝင်ဖြစ်မှာဆိုလို့လန့်နေခဲ့ပါတယ်ကိုရှင်နဲ့ကိုရောင်တွေကထွက်လာပြီးပြင်မာတော့ဗိုလ်ကြီးခင်နဲ့ခံကြောလို့ရှိနေခဲ့ပါတယ်ခံကြောကလုံငန်းဘက်ကပြစ်ရှိရမှန်ပြီးတရားစွဲခန့်ရမှာကြောင့်ဘာအောင်ပုံမင်းကြီးဆိုင်ရာစစ်ဆင်မှုတွေကိုအတူလုံနေခဲ့ကဒါအောင်မြို့တော်ဝင်ကလက်စာပြီးဖုံးပေးထားကြောင်းပြောပြလိုက်ပါတယ်ဒါအောင်နားထောင်ပြီးကိုရှင်နဲ့ကိုရောင်နဲ့ပြန်ဝင်သွားခဲ့ပါတယ်ခဏနေတော့တော်ကြာအက်ဒီကိုရှင်ကထွက်မလာသေးရကြောင်းဗိုလ်ကြီးခင်ကမိဖြတ်ဖို့ပြောလိုက်ပြီးမိဖြတ်ပြီး9မိနစ်ကြာတော့ကိုရှင်ကမြို့တော်ဝင်ခေါ်ထုတ်လာနိုင်ခဲ့ပါတယ်ဆန်အောင်ထွက်မလာသေးရကြောင်းမေးလိုက်တော့ကိုရှင်ကလည်းစစ်ဆင်ညင်နိုင်တာမအောင်မြင်ခဲ့ဘူးလို့ပြောလိုက်က ကကိုချင်းကသူ့ဘာသာဆန်ဝန်ကိုသွားခေါ်ဖို့လောက်လိုက်ပါတယ်။သွားခေါ်နေလန်ဒွေအရောက်မှာဘုံကထောက်ွယ်ပြီးကိုချင်းကလည်းတန်ရနိုင်ငံရရှိသွားခဲ့ပါတယ်။ကိုလာချွေကတော့ဆန်ဝန်ကိုမကယ်လိုက်နိုင်လို့နောက်လာရနေကြပါတယ်။ဆန်ဝန်ရှိခဲ့တဲ့ကိုတော်မီလောင်ပောက်ကွဲတဲ့အကြောင်းသတင်းတက်လာပြီးဒီသတင်းကလည်းပိုးလေးတက်ကြတော့ဖြစ်နေခဲ့ပါတယ်။ကိုချင်းကတော့အမှုပြီးတော့ရွာထဲကမိုးဆိုင်မှာဈေးသွားဝင်နေခဲ့ပြီးအပြန်မှာထာလာမှုကင်နဲ့သွားတွေ့ခဲ့ပါတယ်။အာမှုကင်လည်းမောဒရာကိုချင်းရဲ့ဖြစ်ချင်းမှုကြောင့်အစာမှုတွေကိုအမြင့်ကနေတော်လန်ပြီးဖန်စီရဲ့စားလုံးတွေကြောင့်ပြပလိုက်ပါတယ်။တကယ်တော့ကိုချင်းကကိုတော်မှရှိနေတော့သူ့လူတွေကိုစာပုတ်ပြီး show up plan လုပ်ခဲ့ကြပါတယ်။ show up plan ကတော့ဆန်ဝန်နဲ့သူ့အမေကိုနန်းနန်းရထွက်ပြီးအေးလူနေနိုင်ကဘဝတည်ပြန်စားဖို့စီစဉ် င်ပေးရဖြစ်ပါတယ်တကယ်တော့ဆန်းအောင်ကမတည်ခဲ့ပါဘူးဆန်းအောင်ကလည်းသူ့လျှက်ကိုနောက်လာရလာကြောင်းဆန်းအောင်ကိုဘေးပံခိုင်းနိုင်ပြီးမတရားမှုကိုကိုရှင်းကပဲဖြေရှင်းပေးမယ်လို့ပြောလိုက်ကာချိုးဝါကြံစီခဲ့ကြတာဖြစ်ပါတယ်ဆန်းအောင်လည်းထပြေးသွားနိုင်ပြီးအမေနဲ့တူနိုင်ငံခြားထွက်သွားခဲ့ပါတယ်ကိုလရှိကတော့ဘာမှမသိပဲဆန်းအောင်တိစောင်းမှုအတွက်မိသားစုဝင်တွေကိုဆက်သွယ်ပေးမယ်မိသားစုဝင်တွေကပါဆက်သွယ်မရတာကြောင့်တိုက်ပတ်နေကြပါတယ်ဆန်းအောင်တို့အဆင်ပြေသွားတဲ့ကြောင်းပုံရိုက်ပြီးပိုကြီးခင်ကိုလမ်းဖို့ကပိုကြီးခင်လည်းကျင်နဲ့နေခဲ့ပါတယ်ခံကြောကတော့ဆိုင်မတန်ချေးလုံးနေပြီးမိနာရောက်လာတော့မိနာအတွက်ဆောင်ပွဲဖြေဖို့စာအုပ်တွေပေးလိုက်ပါတယ်မိနာကလည်းအပြန်အလှန်အနေနဲ့ဆိုင်ငယ်စည်းတင်ပေးမယ်လို့ပြောပြီးပြန်လဲထွက်သွားခဲ့ပါတယ်ဆန်းအောင်တို့နိုင်ငံခြားသွားနိုင်ဖို့ရေးဘာဆိုင်ပါချင်အာဂျီမ မတို့ကဝင်ကူညီခက်ကကိုရှင်းကူညီတောင်းရင်အရင်ဆုံးကူညီပါလို့ပြောကကိုရှင်းကြောင့်သူသမီးအသက်ရှင်ခဲ့ရတာလို့သူလက်ထောက်ကိုပြပြနေခဲ့ပါတယ်လုံငန်းတဲ့အချိန်တော့အာဂျီမားရဲ့အဆက်ဟောင်းဆန်ကောက်ကအာဂျီမားရဲ့သမီးကိုဖမ်းပြီးတစားကန်လှုပ်ထားတဲ့အချိန်မော်ဒရာကိုရှင်းရောက်လာခဲ့ကဆန်ကောက်ကပစ္စည်းတစ်ခုကိုပေးဖို့တောင်းနေပြီးကိုရှင်းကတော့ကလေးရတာလှုပ်ပင်းရင်ထူးတက်ဖွဲ့ရေးလက်ပြန်ခိုင်းပြီးခမားလက်လုတ်ကခမားလို့ချင်တဲ့ပစ္စည်းလက်ရနိုင်တယ်လို့ပြောလိုက်ပါတယ်ကိုရှင်းလက်ဆန်ကောက်ဆက်လက်မမှာမလို့ဖို့ပြောကကျန်သေးရဲ့မိသားစုဝင်တွေကိုစိတ်အားနဲ့မနှိပ်စပ်ဖို့ပြောလိုက်ပါတယ်အဲ့ချိန်ကိုချင်းကြီးဖုံးဝင်လာပြီးမှဖိုးချလိုက်ပါတယ်ကိုရှင်းလက်ဆန်ကောက်ကိုစိတ်အားထားဖို့နဲ့တရားချနိုင်ခြင်းတစ်ချိန်တည်းမှာပဲကိုရှင်းရဲ့ကလေးကိုစီးသမားတယောက်ကခြေကွက်ပြီးဓာတ်နဲ့ထိုးမဲ့လုံးနေလို ကိုရှင်းရဲ့မိမကကိုရော်ပြီးတောင်းမန်တွေကကိုရှင်းကိုဖုံးစပ်ပေမဲ့ကိုရှင်းကမခံခဲ့ပါဘူးကိုလာရှေလည်းခင်ပြတဲ့နေရာကိုရောက်လာပြီးစေးသမားကိုတရားချပေမဲ့စေးသမားအတော်ပြဲနေရာကြောင့်နားပထောင်ပြေကကလေးကိုတတ်မိသွားခဲ့ပါတယ်ဒီမှာမှာတော့ဆန်တော့စီကနေအကြီးမားရဲ့ကလေးကိုကိုရှင်းကခေတ္တနေခဲ့ပြီးအကြီးမားကတော့ကိုရှင်းကိုကျေးဇူးတင်နေခဲ့ပါတယ်အဲဒီဦးထေးပြောင်ကရောက်လာခဲ့ပြီးဖုံးပါလို့မကင်တာလဲမိကကိုရှင်းရဲ့သားသိဆုံးသွားပြီလို့ပြောပြခဲ့ပါတယ်ကိုရှင်းရဲ့မိမကလည်းကလေးတရားတာကိုရှင်းကြောင့်ကိုရှင်းဖုံးမကင်ခဲ့လို့ဖြစ်တာလို့ပြောပြီးကလေးကိုတတ်တာကိုရှင်းမဲ့လို့ပြောလိုက်ပါတယ်ကိုရှင်းလာကလည်းသူမျက်စိချင်းမှာနေပြည်သူတရားအတက်ကိုမခေတ္တနေလို့ထွားမှရနေခဲ့ပါတယ်ခုချိန်မှာတော့စိုက်ပေးတော့မှာကိုခံကြောကပြန်သွားတဲ့အချိန်ကိုရှင်း င်းကြီးဘိုးကြီးခင်ကရောက်လာခဲ့ကစံဝေရမှုပိတ်ခတ်လိုက်ရကြောင်းလာပြောလိုက်ပါတယ်။ကိုချင်းကလည်းတကယ်တော့ဘုံခွက်ခဲ့တာသူကရိုင်ဖြစ်နေပြီးဘုံစနေတောင်ပြလိုက်ကစံအောင်လို့ပြစ်သားကိုဘာကိုကုညီပေးလိုက်တာလဲလို့ဘိုးကြီးခင်ကမေးလိုက်တော့ကိုချင်းကစံဝေရအမေမှာတားဆိုလို့စံအောင်မရှိပြီးသာသမီဆုံးရှုံးလိုက်ရတဲ့မိခင်တယောက်အပြစ်စီချင်းလို့ကုညီလိုက်ရတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အပြစ်ဆိုတာတရားဆွဲလို့ရပေမဲ့သာသမီဆုံးရှုံးသွားတဲ့မိဘကိုမနေ့မှကုစားလို့မရကြောင်းပြောကနာကျင်မှုရေမရှိအောင်လို့ကုညီခဲ့တာဖြစ်ကြောင်းပြောနေတဲ့အချိန်လူတယောက်ကကိုချင်းရဲ့ဆိုင်ကိုကြည့်နေခဲ့ပြီးဆုတ်တရီလေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ။